တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့နိုဝင်ဘာလ3ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဗမောက်မြို့နယ်မှာစစ်ပေးရှောင်ကျမ်းမာရေးမကောင်းမွန်တဲ့မတန်ဆွမ်းအမျိုးသမီးငယ်တဦးကိုစစ်တလောက်ခံရှမ်းနီ SND တပ်သားကမရင်းပြုတ်ကျင့်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဗမောက်မြို့နယ်မှာရှမ်းပြည်အမျိုးသားများတက်မတော် SND တပ်သားတအုပ်ကစစ်ဘေးရှောင်ကျန်းမာရေးမကောင်းမွန်တဲ့မတန်ဆွမ်းအမျိုးသမီးတအုပ်ကိုအတင်းအဓမ္မခေါ်ဆောင်မရင်ပြုကျင့်ခဲ့ကြောင်းကျွလွန်ခံရသူရဲ့မိသားစုဝင်တွေကပြောကြပါတယ်။အော်တိုဘာလ30ရက်နေ့ညာ9နိုင်အချိန်မှာဗမောက်မြို့နယ်အလေးရွာတီလန့်ရှင်ကျောင်းတစ်ခုမှာမိခင်ဖြစ်သူနဲ့တူနေထိုင်နေတဲ့ကဒူးမျိုးနဲ့ဇုအမျိုးသမီးငယ်တအုပ်ကိုစစ်တလောက်ကန် SND တပ်သားနှစ်ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီး SND တပ်သားတအုပ်ကအမျိုးသမီးငယ်ကိုအတ္တမပြုကျင့်ခဲ့ကြောင်းအတ္တမပြုကျင့်ခံရတဲ့အမျိုးသမီးငယ်ရဲ့မိသားစုတွေမှာအများသူငါများကဲ့သို့စစ်ဘေးရှောင်ပြေးနိုင်ခြင်းမရှိဘဲကျမ်းမာရေးမကောင်းတဲ့အတွက်မေတ္တလရှင်ကြောင်းမှာတွားရောက်ခိုးလုံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ SND တပ်သားနှုတ်ကသူသမီးကိုခေါ်သွားမယ်ဆိုတော့အမေဖြစ်သူကမခေါ်ပါနဲ့ငါသမီးကကျမ်းမာရေးလည်းမကောင်းဘူးအတက်ရောဂါလည်းရှိတယ်မခေါ်သွားနဲ့ဆိုပြီးတောင်းပန်တယ်တောင်းပန်တဲ့ဟာကိုမရဘဲလက်မောင်းကိုအတင်းဆွဲခေါ်သွားတယ်လို့ အဲ့ဒီအမျိုးသမီးမိခင်ရဲ့ပြောဆိုချက်ကိုကိုးကားပြီးကုညီပေးနေသူတဦးကရှင်းပြပါဗျ။ပြုကျင့်ခံရတဲ့အမျိုးသမီးငယ်ရဲ့ပြောပြချက်အရ SN တက်သားကတိလရှင်ကြောင့်အနည်းမှရှိတဲ့နေအိမ်တလုံးကိုခေါ်ဆောင်ပြီးမျက်လုံးကိုအဝတ်နဲ့စီးကာလက်ကိုကျိုးနဲ့တုပ်၍အတင်းအတ္တမှပြုကျင့်ခဲ့ကြောင်းသိရှိရပါဗျ။ SN ရဲဘော်ကအမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်အတ္တမှပြုကျင့်ပြီးနောက်ည9:30မိနစ်အချိန်မှာတိလရှင်ကြောင့်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းအတ္တမှပြုကျင့်သူဟာ ရှမ်းနီအမျိုးသားများတက်မတော် SNL ရဲ့တပ်သားတဦးဖြစ်ပြီးအသက်30အရွယ်ရှိကြောင်းသိရှိရပါတယ်။ဗမာမြို့နယ်ဒေသတရင်အရှင်မြစ်ကတော့ SNL တပ်သားရဲ့မရင်းပြုတ်ခြင်းခံရတဲ့အမျိုးသမီးမှာအသက်34နှစ်အရွယ်ရှိပြီးပိုလီယိုရောဂါကြောင့်ကိုလက်မတန်ဆွမ်းသူတဦးဖြစ်ကြောင်းကျွလွန်ခံရသူကာယကံရှင်များပတ်မှခိုင်မာတဲ့တပ်တည်အထောက်အထားများရရှိထားကြောင်းပြောဆိုပါတယ်။ဗမောင်မြို့နယ်ရှမ်းနီအမျိုးသားများတက်မတော် SNL ရဲ့တက်မဟာ614အခြေဆက်ရဒေတာဖြစ်ပြီးအင်းတော်မျိုးသိန်းတိုက်ပွဲကာလ ဂျပန်လိုင်ကူအတွင်စစ်တပ်ကခန်းစစ်ယူထားတဲ့အချိန်ကလည်းဒေသခံတွေကိုဖမ်းဆီးပြီးအမျိုးသမီးများကိုအတမပြုကျင့်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကမ်ပလူမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်စေဦးကပြူစောတိရင်မောင်းကိုတိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကမ်ပလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်စေဦးကိုအမတ်6936တင်ကတရင်ကိုကားနဲ့ပို့ဆောင်စင်မှာ အဆိုပါလူငယ်စေဦးကပြူစောတိရင်မောင်းကိုဝိုင်းဝန်းတိုက်ခိုက်တက်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းကမ်ဘလူကန်အမတ်၃ PDF တက်ရင်ထောက်လန်းရေးတာဝန်ခံကပြောဆိုပါတယ်အော်တိုဘလ15ရက်နေ့မှာကမ်ဘလူမြို့နယ်ဇပေနတာရွာပြူစောတိစစ်စေးရေးဂိတ်မှအကြမ်းဖက်စစ်သားတွေကခရီးသွားလူငယ်စေဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုယင်းနေ့ညနေပိုင်းမှာအကြမ်းဖက်စစ်သားတွေကအမတ်6936တင်ကတရင်ကိုကားနဲ့ပို့ဆောင်စင်မှာပြူစောတိရင်မောင်းကို ပေါ်တာဆွဲခန့်လူငယ်တွေကလက်ခီးတနေရာအရောက်ဝိုင်းဝန်းတက်ခတ်ခဲ့ပြီးလေဘင်းညှစ်လိုက်ကြောင်းထို့ကြောင့်ပြူစောတိရေမောင်းပွဲချင်းပြီးတေဆုံးခဲ့ပြီးလူငယ်၁၀ဦးလုံးလွတ်မြောက်လာကြောင်းသိရှိရပါတယ်။အဲဒီနောက်လွတ်မြောက်လာတဲ့လူငယ်၁၀ဦးကထွက်ပြေးလာစဉ်မှာကမ်ဘလူခရိုင်အမတ်၃ PDF တရင်မှရဲဘော်တွေနဲ့တွေ့ဆုံခဲ့ပြီးကေတင်နိုင်ငံချင်းဖြစ်ကြောင်းထို့လူငယ်တွေဟာတန့်စင်မြို့နယ်၊ကင်ဦးမြို့နယ်၊ကောလင်းမြို့နယ်၊ကတာမြို့နယ်နဲ့မြင်းမှုမြို့နယ်များမှလူငယ်များဖြစ်ပြီး ၎င်းတို့အားလုံးကို CamblerKen အမှတ်3 PDF တက်ရင်မှတာဝန်ရှိသူတွေကစစ်ဆေးပြီးနောက်မိသားစုတွေထံကိုပြန်လည်အနှင်းပေးခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘာလ15ရက်နေ့ကဇပိနတရွာပြစောတိစစ်ဆေးရေးကိတ်မှာပေါ်တာဆွဲခံရတဲ့လူငယ်စေဦးကရင်မောင်းကိုတက်ပြီးထွက်ပြေးလွတ်မြောက်လာတယ်။ကျွန်တော်တို့စီကိုစေဦးလုံးထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။သူတို့မိသားစုတွေစီကိုအကုန်လုံးပြန်လည်အနှံပေးခဲ့ပါပြီလို့ CamblerKen အမှတ်3 PDF တက်ရင်ထောင်လိုင်းတာဝန်ခံကပြောဆိုပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပေါ့မြွတ်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်မှပြည်သူပိုင်နေအတွင်းမှာကြက်ဝင်ဖမ်းတဲ့စစ်သား၃ဦးကိုအရှင်ဖမ်းမိကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီးမိုင်းနှင်မိတဲ့စစ်သား၂ဦးလည်းသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြွတ်နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်မှပြည်သူပိုင်နေအတွင်းကြက်ဝင်ဖမ်းတဲ့စစ်သား၃ဦးကိုအရှင်ဖမ်းမိကလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Yan Revolution Front မှတာဝန်ရှိသူတအူးကပြောဆိုပါတယ်။အော်တိုဘားလ29ရက်နေ့မှာ အကျံဖတ်စစ်တပ်ရဲ့ကပ္ပစာ၂၀နှစ်မှထွက်ခွာလာတဲ့တက်မကိုကိုလက်အောက်ခံတရင်တ၃၀၉ကိုလေးတကို၁၄ရုံးနဲ့ပူပေါင်းထားတဲ့အင်အား၃၀၀ကျော်ပါစစ်ကြောင်းဟာပေါ့မြုံနဲ့တောင်ပိုင်းမှာရှိတဲ့တော်လိုင်းရင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမျိုးကိုစတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာအော်တိုဘာလ၃၁ရက်နေ့မှာပသိမ်မုံရွာလမ်းပိုင်းကိုရောက်ရှိလာပြီးနောက်ယင်းနေ့မနက်အစောပိုင်းမှာချက်ကန်ရွာစတင်ကြောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်းအဲ့ဒီနောက်အကျံဖတ်စစ်သားတွေက ယင်းနေ့မနက်အစောပိုင်းမှစတင်ပြီးကျင်းရွာအတွင်ပြည်သူပိုင်းနေအိမ်ခုနှစ်လုံးခန့်ကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်စစ်တပ်စစ်ကြောင်းမှစစ်သား3ဦးဟာယင်းနေ့ညနေ9နာရီခန့်မှာပြည်သူပိုင်းနေအိမ်တွေအတွင်းကိုဝင်ရောက်ပြီးကြက်ခိုးရန်လှုပ်ဆောင်နေစမှာတော်လိုင်းရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းဒါအပြင်၎င်းတို့ကင်ဆောင်တဲ့ MA2 တနက်တလက် MA3 တနက်တလက်ကြီးတထောင်ခန့်အပါအဝင်ခင်းရဲအချို့ကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းက ချက်ကန်ရွာကိုရောက်တာက31ရက်နေ့မနက်အစောပိုင်း2နာရီဝန်းကျင်လောက်မှရောက်လာတာသူတို့တက်ဆွဲတာကစတင်ကျောင်းထဲမှာတက်ဆွဲတာစစ်ခွေးတွေကချက်ကန်ရွာကနေအိမ်ခုနှစ်လုံးလောက်ကိုလည်းမိရှို့သွားတယ်အဲ့ဒီစစ်ခွေးစစ်ကျောင်းတွေကစစ်ခွေး3កောင်ကကျွန်တော်တို့ရှိတဲ့နားကအိမ်မှာကြက်လာဖမ်းတဲ့စစ်ခွေး3កောင်ပေါ့ကြက်လာဖမ်းတဲ့အထက်မှာစစ်ခွေး2កောင်ကတနက်နှက်လက်ပါတယ်တကောင်ကတနက်မပါဘူးသူတို့ကြက်ဖမ်းတဲ့အချိန်မှာတကောင်ကတနက်ကိုလွှဲထားတယ်ကြံတဲ့တကောင်က တနက်ကိုချထားပြီးကြက်ကိုမဲနေတဲ့အချိန်မှာအခွင့်ကောင်းယူပြီးတော့ဝိုင်းပြီးတော့ဝင်ဖမ်းတာတနက်လဲတစ်ချက်မှမဖောက်လိုက်ရဘဲနဲ့ဖမ်းမိခဲ့တယ်လို့ Yen Revolution Front မှာတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါဖမ်းဆီးမှုကို Yen Revolution Front နဲ့ပကုတ်ကူခရိုင် MS နဲ့တရင်ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလ1ရက်နေ့မှာချက်ကန်ရွာမှာပင်တောင်ပြူစောတိရွာနဲ့ဒီတုတ်ကွင်းရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲ၍ထွက်ခွာသွားကြောင်းသိရှိရပါတယ်။အဲ့ဒီလိုထွက်ခွာသွားတဲ့စစ်ကြောင်းမှာ ဒီတုတ်ကွင်းရွာဘက်ကိုသွားတဲ့စစ်သားတွေဟာ Yan Revolution Front မှာထောင်ထားခဲ့တဲ့မိုင်းများနေမိပြီးစစ်သားနှစ်ဦးသေဆုံးခဲ့ကာရုပ်အလောင်းတွေကိုထားရှိခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တွေကမြေမြုပ်တကြိုပေးလိုက်ရကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာစစ်တပ်စစ်ကြောင်းမှလိုက်ပါလာတဲ့စစ်သားတွေဟာစိတ်တပိုင်းဆိုင်ရာအလွန်ကြဆင်းနေပြီးခင်းရန်တွေကိုလည်းစစ်ကြောင်းဖျက်တမ်းသွားရလက်တရှောက်မှာစွန့်ပစ်ထားခဲ့တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့တော်လိုင်းရဲမှာစိတ်တက်တက်ကြွစွာ ပူပေါင်းပါဝင်ပေးကြပါရဲ့မြစ်တာရက်ခန့်ကြောင်း Young Revolution Front မှာတာဝန်ရှိသူကဆက်လက်ပြောဆိုပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရဲ့တိုင်းစစ်ထနာချုပ်ဘုံကတိများလှည့်လေရမှာ drone နဲ့ဘုံကျဲမာကိုစိုးရိမ်တဲ့အတွက်ဂျမားများကားပေါ်တင်၍လှည့်လေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်လက်အောက်ခံတိုင်းစစ်ထနာချုပ်များအားလုံးကယမန်နေ့နိုဝင်ဘာလ2ရက်နေ့မှာဘုံကတိများလှည့်လေရမှာ drone နဲ့ဘုံကျဲမာကိုစိုးရိမ်တဲ့အတွက်ဂျမားများကားပေါ်တင်၍လှည့်လေကြကြောင်းအနောက်မြောက်တိုင်းစစ်ထနာချုပ်နဲ့ ကန်ယူရန်တိုင်စစ်တနာကျုပ်တို့ရဲ့ထုတ်ပြန်ချက်နဲ့ဘုံကထိန်လက်လည်မှုကိုတွားကြည့်ခဲ့သူတွေရဲ့ပြောဆိုချက်ရသိရှိရပါတယ်။ယမန်နေ့နိုဝင်ဘာလ2ရက်နေ့ကန်ယူရန်တိုင်စစ်တနာကျုပ်ရဲ့အကြိမ်30မြောက်စူပေါင်းဘုံကထိန်လက်လည်ပွဲကိုဗိမ်းမြို့ပေါ်မှာပြစ်လုခဲ့ရမှာဒရုန်းဖြတ်ဆက်ဂျမာရီကိုကားပေါ်တင်၍ဘုံကထိန်ကားနှင်းများနဲ့တူလှည့်လည်ခဲ့ကြကြောင်းဗိမ်းမြို့မှပြည်သူတချို့ကပြောဆိုပါတယ်။ကန်ယူရန်တိုင်စစ်တနာကျုပ်ကဘုံကထိန်လက်လည်မှုတရင်ထုတ်ပြန်ရမှာဒရုန်းဖြတ်တောက်ဆက်ဂျမာရီကိုစစ်ကားပေါ်တင်၍လှည့်လည်နေတာကိုမြင်တွေ့ရပါတယ်။ အလားတူအနောက်မြောက်တိုင်းစစ်ထနာကျုပ်ကလည်းယမန်နေ့မုံရမြို့ပေါ်မှာ35ချိန်မြောက်မဟာပုံကထိန်လှည့်လည်ပွဲပြုလုပ်ခဲ့ပြီးဂျမာရီကိုကားပေါ်တင်ကအဝိစများအုပ်၍လှည့်လည်ခဲ့တာကိုမြင်တွေ့ရကြောင်း မုံရမြို့ပေါ်မှာတော်လိုင်းကြီးကင်းထောက်လူငယ်တူဦးကပြောဆိုပါတယ်။အေဒနာတိုင်းကြီးတွေကိုတော့အုံမထဘူးဘေးပတ်ပတ်လေးကိုအုပ်ထားတာဂျမာရီကိုကားပေါ်တင်ပြီးပုံကထိန်လှည့်တာဂျမာကနောက်ဆုံးနားကကတ်လိုက်တာစစ်ကားနဲ့အရက်သားကားတွေရောပြီးလှည့်တယ်ဂျမာရီက DC ကားပေါ်မှာတင်ထားတာလို့ မုံရမျိုးပေါ်မှာကင်းထောက်လူငယ်တယောက်ကပြောဆိုပါတယ်။ရန်ကုန်ခေတ်သစ်တရင်ဌာနကစစ်ဘက်တရင်ရင်းမြစ်ကိုဆက်သွယ်မင်းမြင့်ရမှာနေပြည်တော်စစ်ရုံးကယမန်နေ့တိုင်းစစ်ဌာနချုပ်များအားလုံးမှာဘုံကထိန်လှည့်လည်ခိုင်းထားပြီးလုံခြုံရေးအထူးတတိပြုဆောင်ရွက်ရန်ညွှန်ကြားကြောင်းတို့ရမှာကျမ်းပါဆက်များကားပေါ်တင်၍လှည့်လည်ရမယ်လို့ညွှန်ကြားချက်မပါဝင်ပေမဲ့လည်းတိုင်းစစ်ဌာနချုပ်အများစုကဒရုန်းနဲ့ဘုံကျဲခံရမှာကိုစိုးရိမ်၍ဂျမ်းမာများကိုစစ်ကားပေါ်တင်ကလှည့်လည်ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒီမော့ဆိုမြို့နယ်အနောက်ချမ်းတနေရာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုမှာတော်လန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Greenie P ဒီမော့ဆိုမြို့နယ်အနောက်ချမ်းတနေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter အသေးကန် drone တို့နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာတော်လန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့ကြောင်းဒေသသတင်းရင်းမြစ်တွေကပြောကြားပါဗျ။ဒီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်9:00နာရီဝန်းကျင်ကဒီမော့ဆိုမြို့နယ်အနောက်ချမ်းမှာရှိတဲ့ KSP စကန်တနေရာကိုအကြံဖတ်စစ်ကောင်စီတပ်က Jet Fighter တစ်စီးနဲ့ပေါင်250ပုံကျဲချပြီးနောက်မိုးပြင်းမြို့မှာတက်လာတဲ့အသေးကန် drone နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ရမှာ KSP ရဲဘော်၄ဦးကြာဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီမနက်9နာရီမှထိုးခင်ပေါ့ location အတိအကျရလို့ချတဲ့သဘောလို့ပြောလို့ရပါတယ်။စူးစိုက် drone ကတော့မိုးပြင်းဘက်ကနေတက်လာတာ။နေရာအတိအကျနဲ့တွေ့တဲ့အနေထားမြို့မှာရှိတယ်။ ပထမဆုံးကတော့လေရင်နဲ့ပေါင်250ပုံကျေချတယ်။နောက်စူးစိုက် drone ချတာ KSP ရဲဘော်၄ယောက်ကြတယ်လို့ကြတယ်။ဖြစ်ဖြစ်ချင်းက2ဦးကြတာထိခိုက်မှုတချို့လည်းရှိတယ်လို့ဒေတာသတင်းရင်းမြစ်ကပြောကြပါဗျ။အကြံဖတ်စစ်တပ်ကအသုံးပြုခဲ့တဲ့အသေးခံ drone ဟာ SPV စူးစိုက် drone အမျိုးအစားဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့မှာမိုးပြန်အမြန်လန်းတဲ့မြို့တော်အပြင်ပတ်လန်းစီမံကိန်း account ထဲပေါ်မယ်လို့ဆိုကမင်း online ကကော်မတီကိုထပ်ဖွဲ့ပြီး တရုတ်ကုမ္ပဏီများထံကိုရန်ကုန်မိုးပြန်လန်းစီမံကိန်းမှာပါဝင်ရန်ဖိတ်ခေါ်နေပေမဲ့အဆိုပြုသူမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မှာမိုးပြန်အမြန်လန်းတဲ့မြို့တော်အပြင်ပတ်လန်းစီမံကိန်းအကောင့်ထဲပေါ်မယ်လို့ဆိုကောင်မင်းအွန်လိုင်းကကောမဒီဖွဲထားကြောင်းစစ်တပ်ဘက်မှထုတ်ပြန်ထားတဲ့ပြန်တမ်းရသိရှိရပါတယ်။အကြံဖတ်မင်းအွန်လိုင်းရဲ့အမိန့်နဲ့ယခုနှစ်ဩဂတ်လ20ရက်နေ့မှာရန်ကုန်မိုးပြန်အမြန်လန်းတဲ့ရန်ကုန်မြို့တော်ပတ်လန်းစီမံကိန်းဥဆောင်ကောမဒီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးအဆိုပါကောမဒီက စက်မှုဇုံများအကြချိတ်ဆက်မှုအားကောင်းစေရန်ပင်လယ်ကူးစိတ်ကမ်းများအခြေပြုမြို့တက်များနဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းများအဆင်ပြေချုံးမွေလာစေရန်နိုင်ငံရဲ့စီးပွားရေးဇင်းကြံလမ်းမကြီးတစ်ခုဖြစ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍အဆိုပါကော်မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်အဆိုပါကော်မတီမှာအဖွဲ့ဝင်6ဦးပါဝင်ပြီးစောက်လုံရေးဝန်ကြီးဌာနကဥက္ကဋ္ဌရန်ကုန်ဝန်ကြီးချုပ်ကအဖွဲ့ဝင်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝန်ကြီးကအဖွဲ့ဝင်ဗန်ဒါယီဒုဝန်ကြီးလျှက်စစ်ဒုဝန်ကြီးတို့ကအဖွဲ့ဝင်ဖြစ်ပါဝင်က စောက်လုပ်ရေးဒီဝင်ကြီးကအတွင်းရင်းမှုအဖြစ်ပါဝင်ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်ကဖွဲ့စည်းလိုက်တဲ့ကော်မတီကရန်ကုန်မိုးပြံအမြန်လန်းတဲ့မြို့တော်အပြင်ပတ်လန်းရင်းနှီးမြှုပ်နှံမှုတွေကိုဘတ်ဂျက်အသုံးပြုမှုအ ਨੇ စုံကိုအခြေပြု၍ PPP စနစ်နဲ့အကောင့်ထယ်ဖို့ဆောင်ရွက်မှာဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီကရန်ကုန်မိုးပြံလန်းနဲ့အပြင်ပတ်လန်းစီမံကိန်းကိုရင်းနှီးမြှုပ်နှံဖို့အတွက်တရုတ်နိုင်ငံမှကော်မတီတွေထံကိုဖိတ်ခေါ်ထားပေမဲ့လက်ရှိအချိန်ထိအဆိုပြုတဲ့ကော်မတီမရှိသေးကြောင်း UMFCCI ကတရင်ရှိမြစ်ကပြောဆိုပါရယ်ဗိုလ်ချုပ်မှုကြီးရဲ့တရုတ်ခီးစင်မှာရန်ကုန်မြို့မိုးပြံပတ်လန်စီမံကိန်းကိုယင်းဒီမြုပ်နှံခြင်းယင်းမြုပ်နှံကြပါဆိုပြီးတရုတ်ဘက်ကိုဖိတ်ခေါ်ခဲ့တယ်ဒီဘက်ကအစိုးပြုစီမံကိန်းတွေမှာရန်ကုန်မြို့မိုးပြံလန်စီမံကိန်းပါဝင်ပါတယ်အခုတက်တီတော့စိတ်ဝင်စားတဲ့ကုမ္ပဏီရှိတယ်လို့တော့မကြားရသေးပါဘူးတကယ်ဖြစ်မလာတဲ့လျှက်စစ်ယထာမြေအောက်ယထာစီမံကိန်းလို့ဖြစ်သွားမလားမသိဘူးလို့ UMFCCI မှတရင်ရှိမြစ်ကဆိုပါတယ်အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းက စစ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဩဂတ်လစက်တင်ဘာလနဲ့အောက်တိုဘာလအစည်းအဝေးများနဲ့ဖွင့်ပွဲများမှာလည်းမြန်မာနိုင်ငံမှာလျှက်စစ်ရထားနဲ့လျှက်စစ်ကားစီမံကိန်းအကောင့်ထဲပုံမှန်ဖြစ်ကြောင်းနေပြည်တော်မှာမြေအောက်ရထားစနစ်နဲ့လျှက်စစ်ဘတ်ကားများပြည့်စွဲမယ်လို့ပြောဆိုခဲ့ပေမဲ့လည်းငါးနှစ်နီးပါးကြာသည့်အထိတစုံတရာဖြစ်လာခြင်းမရှိပါဘူးရန်ကုန်ပြည်ရထားကိုလျှက်စစ်ရထားပြည့်စွဲမှာဖြစ်ကြောင်း2021ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာလည်း နေပြည်တော်မှာလျက်စစ်ယထာလန်ဖောင်းနိုင်ရေးဆောင်ရွက်မှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။2021ခုနှစ်အော်တိုဘာလ25ရက်နေ့နေပြည်တော်စစ်ကောင်စီအစည်းအဝေးမှာမင်းအောင်လှိုင်ကတနိုင်ငံလုံးလျက်စစ်ယထာလန်နဲ့ဆွေးရပါလိမ့်မယ်။တနိုင်ငံလုံးလျက်စစ်ယထာနဲ့ပြေးပါမယ်။မြို့ပေါ်မှာတုံးတဲ့ကားတွေဟာလျက်စစ်ကားတွေဖြစ်ရပါလိမ့်မယ်။ကျွန်တော်တို့တွက်ချက်နေတဲ့အချိန်တခုပြင်းရင်အဲ့ဒါကိုကြီးညာပါမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့လျက်စစ်ယထာနဲ့လျက်စစ်ကားစီမံကိန်းကိုပြောဆိုခဲ့ပေမဲ့လည်း လက်တွေ့မှာတော့လျှက်စစ်မီးပင်မှန်မှန်မပေးနိုင်တဲ့အတွက်ပြည်သူများအကြားလောင်ရည်စရာရေပန်းစားခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်နဲ့ TNL အပြစ်ရက်လိုက်မှုအပြင်းစုရန်နာချင်းဖြစ်ပြီးတော်လန်ရေးမှာအမြင့်ပြန်တက်ရန်နဲ့လူကျင်တာလက်ရခုစုရန်လို့ဗိုလ်ချုပ်တာဘုံကျော်ရှင်းလင်းပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်နဲ့တအောင်းတက် TNL အပြစ်ခက်ရက်စေးလိုက်မှုအပြင်းစုရန်နာချင်းဖြစ်ပြီးတော်လန်ရေးမှာအမြင့်ပြန်တက်ရန်နဲ့ လူကျင်တာလက်ရခုဆွရန်ဖြစ်ကြောင်း TNL မှဗိုလ်ချုပ်တာဘုံကျော်က၎င်းရဲ့လူမှုကွန်ရက်မှတစ်ဆင့်သဘောထားထုတ်ပြန်ခဲ့ပါတယ်။ယမန်နေ့ည9:45မိနစ်အချိန်မှာဗိုလ်ချုပ်တာဘုံကျော်က TNL ရဲ့အပြစ်ခတ်ရစေးခြင်းကိုလူမှုကွန်ရက်မှထို့သူ posting ၍ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။အပြစ်ခတ်ရစေးမှုနဲ့ပတ်သက်၍ပောက်ကွဲမှုများပြင်းထန်နေတာကိုနားလည်ကြောင်းယခုကာလဟာစီးပွားရေးနှုန်းနဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးမဟုတ်ကြောင်းလင်းရင်ဘုံကျဲတံကိုခံနေရတဲ့ကာလဖြစ်တဲ့အတွက် နာကျင်တန်သဖြင့်နာကျင်ဖြစ်ကြောင်းဖီအားများ၍နာကျင်ဖြစ်ပြီးအပြင်စုရန်နာကျင်ဖြစ်ကြောင်းစစ်တပ်ရဲ့ငြိမ်းချမ်းရေးနဲ့ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့်စရာမလိုကြောင်းတော်လန်ရေးမှအမြင့်ပြန်တက်ရန်နဲ့လူကျင်တာလက်ရခုဆွရန်ဖြစ်ကြောင်း၎င်းကရေးသားထားပါတယ်အပြစ်ခက်ရစဲခြင်းဆုံးဖြတ်ချက် ပြင်းထန်မြင်ဆန်လိုပောက်ကွဲခံစားမှုတွေအတွက် နားလည်ပါတယ်ငါမျိုးချစ်ရဲဘော်ရင်းနဲ့ຫນွေဦးရဲဘော်တို့ရေ1990ကာလအပြစ်ရက်ကစားကြတာမိဖက်တွေ ကိုနေတဲ့ကနေတမရက်တွင်ထွက်ခွာခဲ့ရတဲ့ကစားကွင်းမျိုးစီးပွားနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလာမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေလေရင်ဘုံကျဲတန်းငါတို့အတူခံနေကြရတာပဲဒရုံးမိုးယော်ဒန်ငါတို့အတူခံကြရတာပဲဘာမဆိုလုံရဲတဲ့ဆိုသူရဲ့ငန်ကြည့်ကြည့်ငိန်ချမ်းရင်းနဲ့ရွေးကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်เสียလို့မလဲဒီကစားပွဲမှာနားချိန်တန်းလို့နားတာဖီအားများလို့နားတာအပြင်းစုဖို့နားတာစမက်ကြတဲ့ခေကြီးမှာငါတို့တော်လန်ကြတာအားလုံးဟာ အမြင့်ကိုပြန်တက်ငါတို့လူကျင်တာလက်ရကုစုဖို့ပဲလေလို့ဗိုလ်ချုပ်တာဘုံကျော်ခေါ်ဘုံကျော်လက်ဖက်မြေကယမန်နေ့ညပိုင်း၎င်းရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့မှာစတင်၍တရုတ်နိုင်ငံဂျားဝင်စီစံမှုနဲ့ TNL ကတင်ပိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မြို့တွေမှာစုခွာရင်သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပြစ်ကရဲစေးရေးသဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL မှဒုတိယဗိုလ်ချုပ်ကြီးတားကျုပ်ကြားဦးဆောင်တဲ့ ကိုစလေအဖွဲ့နဲ့ဒုတိယပူချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုစလေအဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုစလေမစ္စတာတင်းရွှေကျွန်းရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့မှာ2025ခုနှစ်အော်တိုဘာလ28ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့မှာ ပြုလုပ်ခဲ့ပြီးအပြစ်ခတ်ရက်စေးခဲ့ခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံအထူးကိုစလေရဲ့ဂျောင်းဝင်စီးဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီး ်တဘောတူသတ်မှတ်ထားတဲ့ကာလာတွင်မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာမှာဖြစ်ကြောင်းသိရှိရပါတယ် TNL ရဲ့တအောင်းဒေတာကိုလည်းမြန်မာစစ်တပ်ကလေရင်နဲ့ပုံကျဲခြင်းနဲ့ဒိုးစစ်စင်တိုက်ခိုက်ခြင်းများမပြုတ်ပဲ2025ခုနှစ်အော်တိုဘာလ29ရက်နေ့3ည3ည9နာရီ3ည3ည3မိနစ်အချိန်မှစတင်ကနှစ်ဖက်ရောက်ရှိနေတဲ့နေရာမှာတက်များရပ်တန့်ပြီးအပြန်အလှန်အပြစ်ခတ်ရစေးရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးတွင် TNL ကမိုးကုတ်တီဘောကြောင်မဲနောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ကန်နမတူမျိုးတို့ကိုတိမ့်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်တိမ့်ပိုက်ခဲ့ပါတယ်။ဒါအပြင် TNL ကမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကိုပါထပ်မံဆွန့်လမဖြစ်တဲ့အတွက်ကြောင့်မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကုတ်ခိုင်နမ်ကန်နဲ့နမတူမျိုးများသာ TNL လက်ထဲမှာကျန်ရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုဆုံးထိနောက်ဆက်ကြည့်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပသတင်းတော်လိုင်းဤပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းကြံ့မြေကြပါစေခင်ဗျာ။ပါစေခင်ဗျာ။